င်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးမှာ2025ခုနှစ်ဇွန်လ21ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရိုင်ရှန်ကုန်မြို့မှာ29ဒီဂရီဆယ်စီယပ်84ဒီဂရီဖာရိုင်နဲ့ မန္တလေးမြို့မှာ36ဒီဂရီဆယ်စီယံ69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလဝတာကျောတို့မှာဖန်ရရှိတဲ့ပုံအရာကပ်ပလီပင်လယ်ပင်နဲ့ပင်ကလာပင်လယ်တို့မှာတင်တူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းနိုင်ဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အေရရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ်အဆိုပါမိုတင်တာများရွေလျားအနေရတခြားမှာမိုးရသွန်းခြင်းနဲ့အတူလေပြန်းတိုက်ခတ်ခြင်းမိုးထစ်ချောင်းခြင်းမိုးကြိုပစ်ခြင်းလျက်စီလက်ချင်တဲ့မိုးတီကျွေခြင်းစားတဲ့မိုးလဘတာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကျူတင်သတိပြုနိုင်မှရဲ့အကျံပြုရပါတယ်။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်သက်တမှာတိမ်ထုတ်ချက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလင်းအကောင်းနေပါတယ်။မြန်မာပင်လယ်ပြင်မှာမြန်မာကန်ယူရန်တရှောင်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများဆက်ရောက်ပြီးလှိုင်းကျနိုင်ပါတယ်။မိုးတက်လေပြင်းကြဆင်းရေပြင်းပြင်းပြင်းလေဟာတနအီကိုမိုင်း30ထိတက်ခတ်နိုင်ပါတယ်လှိုင်းမြမမြမကံယူရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှာ12ပေကန်ရှိနိုင်ပါတယ်။နှစ်ဖြက်မိုးတက်ချိန်ထိခက်မှန်းချက်များအနည်းငယ်ကတော့သခိုင်းနိုင်နေသားကြီးချင်းပြင်းနဲ့ မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစစ်စင်နေကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအင်အားပြည်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမုတ်တချုံရွာပင်ကချင်ပြည်နယ်စကရနေသားကြီးရဲ့ထပိုင်းရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးအင်အားပြည်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ကြိမ်တစ်ကြိမ်ထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရန်ဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုင်းရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာ မူအသင်တင်တချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ29ဒီဂရီဆယ်စီယပ်84ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီးတဝိုင်းမင်းဖြန်အတွက်မိုးလဝတအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမူတချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်နဲ့ အနည်းဆုံးဦးချိန်မှာ29ဒီဂရီဆယ်စီယံ81ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊စကရနဒေသကြီးအထက်ပိုင်း၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပေါ်လာပါမယ်။အထူးမိုးလေဝသသတင်း။ဒီကနေ့မြန်မာစံတော်ချိန်၁၀:၃၀နာရီချိန်တိုင်းထွာချက်များအရာကပ်ပလီပင်လယ်ပြင်နယ်၊ဘင်္ဂလားပင်လယ်အော်လုံးမှာမုတ်တုံလင်းအကောင်နေခြင်းကြောင့်၎င်း အရှိဘက်မှာရွှေလျားလာတဲ့လေဝေလိုင်းများရဲ့အရှင်ကြောင့်၎င်းအနောက်ဘက်မှာရွှေလျားလာတဲ့လေဝေလိုင်းများရဲ့အရှင်ကြောင့်၎င်းဒီကနေ့ညမှာ25ရက်6လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကားတိုင်းဒေသကြီးအီအာရီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ် မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စိမ်မှနေရာနှံပြားမုတ်တချုံရွာပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်၍မိုးကြီးပါမယ်မြမကန်ယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းကျဉ်နိုင်ပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင်မှာမြမကန်ယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ7ပေမှ12ပေခန့်ရှိနိုင်ပါတယ် အကြံပြုချက်တို့ဖြစ်ပါ၍မိုးသီးထန်စွာရာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချုံပစ်ခြင်းလျှက်စီလက်ခြင်းမိုးသီးကြွေခြင်းလျှက်ရပြန်ရေကြီးခြင်းနှင့်မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေတာများရှိ ကုန်မြေဒေတာအနီးမှနေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအန္တရာယ်ညီငယ်ခြောက်ငယ်များအနီးမှနေထိုင်ကြသူများအနေဖြင့်ရေးကြီးရေရှင်မှုများကိုကြိုတင်တတိပြုရှောင်ရှားနိုင်ပါရန်ပြည်တွင်းရေကြောင်းသွားလာရေး လေးချောင်းပြင်သင်းရေးနဲ့ဆယ်မြောင်းတတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှရန်တတိပိတ်နှိုးဆော်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။